အားလုံးပဲမင်္ဂလာပါရှင်မြန်မာအော်ဒီယိုပို့ channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမှာကတော့မြင်းမြင်းချင်းချစ်မိသည်ဆိုတဲ့အချက်ဝတ္ထုလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်နေ့စဉ်ဇာတ်လမ်းအတွေ့အကြုံတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးဒီကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်ရှင်ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်နော်မမကြီးတို့လာမှာ 26ရက်နေ့ဆိုတော့၃ရက်ပဲလိုတော့တာသမီးလေးကိုပြောစရာရှိတာကြိုတင်ပြီးတော့ပြောထားလीကွာဖေဖေနဲ့မေမေရင်းရွေးစမ်းတောင်းနေရမှာဖေဖေကကျမကိုတလှည့်ကြည့်ပြီးမေမေကိုပြောလိုက်တဲ့စကားကြောင့်ကျမစားလက်စမယံပြပေါင်းထုတ်လေးကိုအသာချပြီးတော့အံ့ဩနေမိပါသည်ထိုစဉ်တွင်မေမေကတီဗီခလုတ်လေးကိုပိတ်လိုက်သည်ဖြင့်တိတ်ဆိတ်သွားသောအေကံဝဲ မိမိအတန်ကညင်သာစွာထွက်ပေါ်လာတော့တယ်။တမီးလေးကအခုဒုတိယနေ့ဖြေးထားတယ်ဆိုတော့အောင်းလေးအောင်းမှာပါ။တတိယနေ့ကို ကြောင်းဖွင့်ရင်တက်ရမှာနော်။ကျမကမိမိကိုမျက်လုံးဝေ့ကြည့်လိုက်သည်။ကျမ၏အကြည်တွင်ဟုတ်တယ်လီမိမိရဲ့ဟူသောသဘောများ ပါနေသည်ကိုမိမိသိပါသည်။ကောစီမိမိ၏ဆန္ဒစကားတွေက တစ်လုံးချင်းချွေချလာပါသည်ဒီလိုလေးတမီးရဲ့တမီးနဲ့သဘောတူထားတဲ့မောင်ခွန်ရင်းတော်က26ရက်နေ့မှာလာလင်စမယ်လီတမီးရဲ့အဖြေနဲ့မောင်ခွန်ရင်းတော်ရဲ့နောက်ဆုံးအတီးပြုချက်နဲ့အတူလက်ထပ်မယ်ပြီးရင်တမီးကို အမေရိကန်ကိုတပါးတည်းခေါ်သွားမှာဆိုတော့တမီးပညာရေးနဲ့ပတ်သက်လို့မိမိဆွေးနွေးမယ်မိမိပြောတဲ့စကားတွေမှာ မောင်ခွန်ရင်းတော်ရဲ့နောက်ဆုံးအတီးပြုချက်ဆိုတာဘာလို့ပြောတာလဲမမီอืมသူရဲ့ဆွေတော်မျိုးတော်တွေရဲ့မှာလဲရှားပါကုန်ပြီဆိုတော့မမကြီးတို့ဘက်ကတောင်းဆိုလာလို့ပါ သူတာမောင်ခွန်ရင်းတော်ကဟိုနှစ်နှစ်လောက်ကတမီးကိုမြင်မြင်ချင်းနဲ့ချက်မိသွားတယ်တဲ့လေအဲဒီစကားကလေမောင်ခွန်ရင်းတော်ကလုံလုံလလပြောတဲ့စကားပါဒါကြောင့် သူတို့တခြားလူကိုလည်းမရှာဘူးအခုသူကအမေရိကန်ကိုပြန်သွားတော့မှဟိုမှာကုမ္ပဏီလုပ်ငန်းတွေက အခြေချနေပြီဆိုတော့သမီးကိုတပါးတည်းခေါ်သွားချင်ပြီတဲ့မမေကလည်းသမီးကကြောင်းမှမပြီးသေးတာอืมမပြီးလည်းမတက်နိုင်ဘူးသမီးရဲ့သမီးဖြစ်ဖြစ်နဲ့မမေဆိုရင်လည်းဒီလိုပဲလူကြီးတွေကကောင်းတယ်လို့စင်စစ်စင်ပေးတာကိုပဲယူခဲ့ကြတာอืม မမေရလေတမီးចောင်းတက်လို့မွာသေးဘူးအော်တမီးရေတမီးဘွဲမရလေဘာမှလှုပ်ရှားမလိုဘူးလေမောင်ခွန်ရဲနောင်နေအတူအဖော်လှုပ်ပင်းရောသူ့စားဖို့ချက်ပြုတ်စီစဉ်ပင်းရောမေဒီလောက်ကောင်းနေဘဝဘာမှရှားမလေသူများနိုင်ငံမှာတမီးမပြောဘူးမမီအမလီဟဲမနေကြည့်ရသေးလို့ပါအမေရိကန်ဆိုတာတောင်တောင်နဲ့တောင်းဖို့မလွယ်ဘူးဒါဆိုရင်မမီ မေမေပဲလိုက်သွားပြီးတော့ချက်ပြုတ်ပေးလိုက်ပါလားဟွန်းကို့အမေကိုအဲ့လိုမပြောအောင်လေဖေဖေကဟန်တားလိုက်ခြင်းဖြစ်ပါသည်ထိုစဉ်မေမေကဆက်၍သမီးနဲ့မခွန်ရင်းတော်ကိုသဘောတူထားတယ်ဆိုတာသမီးတို့ငငယ်ကလေးကလူချင်းချင်းပြောထားပြီးသားပါကျမလေးမေမေတို့နေစေခြင်းတကယ်တော့နေခဲ့ပါသည်ချစ်တူလည်းမရှိပါ တော်တော်မင်းမင်းတို့သဘောတူထားသည်ခုံရင်တော်ဆိုသည်သူကိုကျမကြည့်မရခဲ့ပြီသူကသူစော်ဝါအနှွေဝရဝင်းဖြစ်မန်တက်နေဟန်ရှိသည်လွန်ခဲ့သောနှစ်နှစ်လောက်ကသူကိုစတွေ့စဉ်ကလေးကကျမသဘောမကျခဲ့ပါတရိုလာချင်းတွင်ကျမ၏တငယ်ချင်းတွေကလည်းအလင်းရောက်လာကြသဖြင့်ကျမကတငယ်ချင်းများကိုတဝိုင်းတရိုမိသားစုကိုတဝိုင်း ကော်ဖီမုံများဖြင့်အခံပေးပါသည်သူကခက်တီတီသာကြည့်နေပြီးစကားကိုလည်းဟဟပပပြောခဲ့ခြင်းမရှိခဲ့ပြီးဒါလားနေအိမ်တော့ပဲဖြစ်မယ်သူကတငယ်ချင်းဆက်ဆန်းတွေကမေးလိုက်ပါသည်ပြီးနောက်တငယ်ချင်းတွေကရှင်မခုံပါဘူးဟာဆိုပြီးစားနောက်ကြပါလေတော့သည် ကိုတငယ်ချင်းတွေနဲ့ကိုရင်မောပျော်ရွှင်နေခြင်းသည်တငယ်ချင်းအားလုံးလည်း မကြခဏတွေ့ဆုံကြမည်ဘရောမှမခွဲစတဲ့ဟူ၍ဂတိပြုထားကြသည်ကျမရဲ့တငယ်ချင်းတွေကလည်းအတော်နဲ့မပြန်ကြပဲစကားကောင်းနေကြတာပေါ့တငယ်ချင်းများပြန်သွားသည့်အချိန်တွင်ကျမဘောရက်ကိုတက်လာရာဒုက္ခကျမခံနေဝင်သွားသည်ထမင်းစားချင်ရောက်၍မိဖို့ကတော့ခေါ်မှထွက်လာသည်မပြန်မီအချိန်ထိမေမေရိုးနှင့်သာစကားပြောပြီး ပြန်သွားခဲ့သည်ယခုလဲလက်ထပ်ဖို့အတိပြုချက် လာယူမယ်တဲ့ပိုင်စိုးပိုင်နေခင်အချင်းတွေများပြောင်းလဲနေပြီဆိုတာကိုမသိလေရောသလားတမင်လူကြီးတွေကိုအကြောင်းပြကအခွင့်ရယူနေသည်လားဆိုဒီကတော့ကျမမသိပါတေးကြတာတခုကတော့အတီးပြုတ်ချက်ယူမီဆိုသည့်စကားအရမကြိုက်လျင်ထားခဲ့မည်ဟု တွင်ဝိုက်ရေးဆိုလာခြင်းဖြစ်လိမ့်မည်လား ကျမတငယ်ချင်းများနဲ့တွေ့တော့အကြံဉာဏ်များပေးကြလေသည်သူနှင့်အတူကျမတို့တငယ်ချင်း၃ယောက်ဖျားဖို့သွားဖို့အတွက်ကျမကတောင်းဆိုရန်ဖြစ်သည်တမန်ရတို့ရောက်လာပါသည်စိန်ခံကားကြီးနှစ်စီးရှေးစင်တော်စင်းနဲ့ကျမတို့အင်းရှိတို့ဆက်ရောက်လာပါသည်အနောက်ကားကိုမောင်းလာသည့်ဒရိုက်ဘာကအပြေးဆင်းလာပြီးတော့အရှိကားတကားကိုဖွင့်ပေးလိုက်ရာ ဖေဖေမိမိတို့ကမမကြီးဟုခေါ်သောစွာဝါအနှွေဟောင်းဦးဆင်လာပါသည်ရုံမွေးဆွေတာကြီးနှင့်လှပခညာလှပါ၏တို့နှင့်ဖေဖေကဦးစွာ ခရီးဦးကျော်နှုတ်ဆက်လိုက်ပါသည်မမကြီးနေကောင်းနေနော်ကောင်းပါနေမောင်လေးရေမင်္ဂလာပါခမညာအိမ်မောင်ကိုကြွပါခမညာထိုးစင်းနောက်ကားကြီးတကားကိုတယောက်ကဖွင့်ပေးလိုက်မှာ သူကစင်လာသည် သူစင်လာကလေးကကျမကိုလှမ်းကြည့်နေသဖြင့်ကျမကလည်းပြုံပြ၍နှုတ်ဆက်လိုက်ပါသည် သူကအနှံ့ရောင်တည်ရဲ့ချက်ကင်းနဲ့ဘောင်းမီရှိအနှံ့ရောင်ကိုဝှစ်စင်ထားလျက်နေကမျက်မှန်ကိုမင်းသားစတိုင်နဲ့ဆွဲချောလိုက်ပုံတော့ကကြည်လို့တော့ကောင်းလာပါသည်သူကကျမရဲ့နေရဲ့အနာထီသူလာပြီးတော့နှုတ်ဆက်ပါသည် သူနဲ့ပါလာတော့အမျိုးသားနှစ်ယောက်က သူ့အုံဆောင်အိမ်များကိုကားပေါ်မှာတဲချလာကြသည်နေကောင်းလားနဲဟုတ်ဟုတ်ကဲ့လာလီအထင်းဝင်ကြစို့သူကဦးဆောင်ပြီးအိမ်ထဲဝင်သွားကြရာအေကန်ထဲမှာကြိုရရောက်နေကြတော့လူကြီးများကဝိုင်းကြီးကပြုံနေကြပါသည်နန်းရွှေကြီးလေးကလှလိုက်တာตาနေကတော့နင်းနေလားရွှေနေမြပါပဲကွယ်ကိုခွန်ရင်းတော်ကြီးမိခင်ကကျမလက်ကလေးကိုအဆွဲကား ုအနီးမှာထိုင်စေပါသည်မိမိနှင့်ဖေဖေတို့၏ပြုံးရွှင်ချိုးသားသောမျက်နှာများကိုကြည့်ကာကျမတက်ပြင်းချမိသည်မိမိကကျမကိုကြည့်ပြီးတော့မျက်မှောင်တစ်ချက်တွန်ပြလိုက်သည် အတိတ်ဘက်ကပြုံးပြုံးရွှင်ရွှင်နေရမည်ဆိုသည့်တဘောပေါ့ကျမကလူကြီးမိမများစကားပြောနေသည်ကိုကြည့်၍နားထောင်နေစဉ်သူကျမကိုမျက်တောင်မီမခတ်ကြည့်နေသည်ကိုတတိထားမိပါသည် သူရဲ့ဆင်းဆက်ပြီးသောနှကမ်းများကလည်းပန်းယောင်တန်နေသည်လက်မောင်းထူထဲသောမျက်ခုံးဝေးအောက်မှမျက်လုံးတွေကတိကျထမြက်မိအတွင် လုပ်ငန်းကြီးသုံးမျိုးလောက်ကိုချုပ်ကင်ထားတာအလုတ်သမားထောင်ကျော်ကိုစီမံခန့်ခွဲနေတဲ့သူလို့ဖေဖေတို့ပြောနေတဲ့တန်ကိုကြားဘူးထားပါသည်သူတော်ရကတော်ရတစ်ပိုင်းဖြစ်ပြီးစနီးမယားကို သူ့ဘလို့သဘောထားဆက်ဆက်မလဲဆိုရာကို ကျမတွေးပြီးတော့ပခုံးတွန်းမိသွားသည်တမီဘဘတော့ကိုလက်ဖက်ရည်တိုက်ဖို့တွားကူလိုက်ဦးမယ်နော်မမီကျမလည်းတငယ်ချင်းများနဲ့တိုင်းမင်းထားသည့်အတိုင်းခြံရမထကမိဘဆောင်ဘက်သို့ထွက်လာလိုက်ပါသည်မိဘဆောင်သို့တွားရလန်းသည်ကိုခုံရင်တော်ထိုင်းသည့်နေရာနှင့်ရှေ့တက်တဲမို့ကျမထွက်သွားရာကို သူကောင်းကောင်းမြင်နေရပါသည် ကျမကယုံတရထောင်းနေထောင်းနေအသွေးဖြင့်ရှောင်းလိုက်ပါတယ်။ပြီးတော့မပူကလက်ဖက်ရည်ပန်းကင်ပြီးရှေးမှလျှောက်သွားရကျမကလည်းမုန်ပန်းကိုကင်ပြီးမပူနောက်မှ ထောင်းနေထောင်းနေဖြင့်ရှောင်းလာသည်ကိုလည်းသူမြင်မှသိစားပါသည်။မပူကလက်ဖက်ရည်ပကံမုန်ပကံများချပြီးတော့မှကျမကနီးရခုံတွင်ဝင်ထိုင်လိုက်ပါသည်။သူ့ကိုမတိမတာလှမ်းကြည့်မိရာကျမထင်ထားသလို့ မဟေရီဖြစ်နေသောသူ့မျက်လုံးတော့ကိုမြင်လိုက်ရပါသည်မမကြီးတို့သုံးရက်လောက်မောင်လေးတို့အိမ်မှာတဲမယ်ပြီးတော့ခခင်သားကြီးတို့အိမ်မှာနှစ်ရက်လောက်နေပြီးမှပြန်มาအလောက်တွေက ကိုမရှိရင်မဖြစ်ဘူးလေဟုတ်တာပေါ့မမကြီးရဲ့ကဲသားကြီးရောဒီနေ့နားလိုက်ရောမနေ့ဖန်ကြရင်မင်းညမကိုဈေးရီဖျားရီကိုလိုက်ပို့လိုက်အောင်သူ့ခမရလဲတအူးရဲသောသမီးဆိုတော့ ဘဲမှသွားရမှာမဟုတ်ဘူး။ဖျားမေမေသူကအလန်တကြားဖြစ်သွားပြီးသူ့မိကိုလှမ်းကြည့်လိုက်တဲ့နေ။ကျမ ਈ မေမေကပါထက်မှန်၍တိုက်တွန်းလိုက်ပါသည်။ဟုတ်တယ်ပို့ပေးလိုက်ပါ။မေမေကပါဝင်ပြောတော်လေသူဘာမှမပြောတော့ဘူး။လူကြီးတွေကလက်ဖက်ရည်တောက်ပြီးနေနေဆန်းနေဆင်းပြီးမေမေပန်းဆောင်ကိုလ ీల ာကြည့်ပြီးဆိုကရှောင်ထွက်သွားကြသည်။ သူနဲ့ကျမသာအေကန်နဲ့မှကြံခဲ့ပါတယ်။နန်းချီတော်ကဘာဖြစ်တာလဲ။ရှင်။အော်ကျမငယ်ငယ်ကပိုလီယိုအရိုးပြောက်ရောဂါဖြစ်ဖူးပါတယ်။ထိုင်နေရကနေထားသွားရင်တစ်ချက်တစ်ချက်အဲ့လိုဖြစ်တတ်ပါတယ်။တခါတလေဘိုင်းကနေတော့လဲကျတတ်တယ်။ဟင်။သူမျက်နှာအရေးကဲကိုကျမကြည့်ရင်းနဲ့ခွင့်တောင်းလိုက်သည်။အကောမနှက်ဖန်ကြရင် ကျမတငယ်ချင်းတုံးရောက်လေးခေါ်ပြစီနော်အဖော်ရတာပေါ့ကျမကိုတွေ့ရမှာမဟုတ်လို့ပါဟမ်အင်းအင်းလေးခေါ်ပေါ့စိတ်ပြက်လက်ပြက်ဖြစ်သွားဟန်ကတိတာထင်ရှားလာပါသည်နောက်တနေ့တွင်ကျမတို့တငယ်ချင်းလေးရောက်နေဥထင်ပြီးတော့ဖះဆောင်ဖူကြပါသည်ညာကလေးကဖုံးဖြင့်ဆက်တွယ်ပြီးတော့လမစင်ရိုက်တိုင်ပင်ထားသည်ဖြင့်ကားပေါ်ကစင်တိုင်း တငယ်ချင်းများကကျမကိုကူတွဲကြသည်ကျမတန်ဆင်ကန်းတို့တငယ်ချင်းနှစ်ယောက်ကလိုက်ပေါ်နေစဉ်ချမ်းတငယ်ချင်းကတုံတဲ့စကားပြောဖို့ကြံနေခဲ့သည် ထင်ထားသည့်အတိုင်းသူကမေးမြန်းမာတော့သည်ခမရဲ့တငယ်ချင်းနန်းရွှေကြီးလေးကဒီလိုပဲအမြဲဖြစ်နေကြလားဒါရင်ဘယ်ကမလဲကိုရဲ့တခါတလေတက်တောင်တက်သေးတယ်เจ้าကဝယ်တော့ကစတိတ်စင်ပေါ်မှာသူကနေနေနေ တက်သွားလို့ဆေးရုံကိုပို့ရသေးတယ်။ဟုတ်လား။သူတို့မိဘတွေကဒါမျိုးတွေကိုပြောမပြထားဘူး။အင်မာလီဆော့ဆော့တိလိုက်ရတော့ကျွန်တော်တွေကောင်းတာပေါ့။ညီမပြောတယ်လို့မပြောပါနဲ့အကုန်။စိတ်ချပါမပြောပါဘူး။ပြီးတော့ဆရာဝန်ကလည်းသူ့ကိုအိမ်အောင်မပြုတ်ဘူးလေမှားထားရင်။ပြီးရင်ခလေးရဖို့လည်းမလွယ်ဘူးတဲ့။ဘေးရင်တွေနဲ့မင်းကြည့်တော့လေ သူကအဖြူကြီးစားတာပါတဲ့သူတဲ့အကိုရဲ့ဟုတ်လားအင်းပေါ်လီသူနဲ့ကျမတငယ်ချင်းတို့စကားပြန်လည်ပြောပြခဲ့ကြပုံများကိုညနေအိမ်ပြန်ရောက်မှကျမတငယ်ချင်းကပြန်ပြောပြ၍သိရှိလိုက်ရခြင်းဖြစ်ပါသည်ကျမတို့ကိုစားတော့ဆိုင်ကိုပို့ပြီးစားတော့ကြသည့်အတိုင်းသူကစကားဟဟပပန်မပြောတော့ပါဘွေရောင်စာကြိုးစားဖို့သာပြောပါတော့သည် အိမ်ကိုရောက်တော့လူကြီးများကြည့်နေသည်မို့အင်ဒရီရဲရလီရှောက်လန်းခဲ့ပါသည်ပြောခဲ့လားသမီးတငယ်ချင်းတွေလည်းပါတော့သမီးကတော့ပြောမှာပေါ့နော်မောင်ရင်းနောင်ကတော့နားညင်းနေမှာပဲမိမိကအားရဝမ်းသာပြောလိုက်တယ်နဲ့သူကလည်းရပါတယ်ခမကျွန်တော်လည်းတငယ်ချင်းတွေဆိုရင်ခင်တတ်ပါတယ်ခမမြို့မှာဆိုကျွန်တော်လည်းဒီလိုပါပဲတငယ်ချင်းတွေနဲ့တတွဲတွဲနဲ့ရှိတတ်ပါတယ် အေးကွယ်ကဲကဲနားကြအောင်ထုံညာကညစာစားပွဲမှာဖေဖေတို့လူကြီးများစကားဖောင်ဖွဲနေကြသလားတို့နေ့ကျမကတော့နှုတ်ဆက်လျက်ပေါ်နောက်တနေ့မနက်တွင်တရုံးဖီသားစုနှုတ်ဆက်၍ပြန်သွားကြသည်တရုံးပြန်သွားကြသည်နှင့်မိမိကဖေဖေကိုချင်းရင်အေးမောင်ခုံရဲနောင်ရဲနောက်ဆုံးဆုံးဖြတ်ချက်ကဘလို့လဲမသိဘူးမမကြီးကလည်းဘာမှမပြောသွားဘူးနော် ကိုလည်းမေးလို့မကောင်းလို့မမေးတာပေါ့တမီးတို့မနည်းကသွားတာပျပျော်ရွှင်ရွှင်ပဲမဟုတ်လားတမီးတငယ်ချင်းတွေပါလာလို့မချိမနှမဖြစ်သွားလားမသိဘူးဖြစ်လဲတော့ကျုပ်တော်မှဒီတမီးမိန်းကလေးတယောက်ထဲရှိတာမထည့်နိုင်ပါဘူးကိုသိခါနဲ့ကိုပဲအင်းလေးတရဘကသဘောထားပဲလေကိုရောဘကဘာမှမရှိပါဘူးမိဘနှစ်ပါးကြီးပြောစကားကိုနားထောင်ရင် ကျမအပြော်တော်ဝက်ကူလာမိသည်။ရွှေဆိုင်လောင်ဆိုင်ထဲမှာဆက်ရုပ်တရုပ်လိုနေရမိထက်ကျမဘဝကိုလွတ်လပ်စွာရှင်သန်လိုသည်။အားလည်းသည့်အချိန်ရရင်ကြပြဆက်မယ်။စာရင်ရေးမယ်။ဂီတာတီးလိုကတီးမယ်။ဘွေးရပြီးပါကနိုင်ငံဝင်တဲ့အဖြစ်ကြာရဒေတာကြာရတာဝန်ကိုထမ်းဆောင်ရင်းနဲ့ပြည်သူတွေစားမှနေလိုပါသည်။ပရာဟိတလုပ်ငန်းများတွင်ကိုယ်တိုင်ပါဝင်ဆင်နွှဲခြင်းမာသည် ။နောက်တစ်ပတ်မှာတော့ဖိဖိထံမှသတင်းကောင်းကိုကြားရပါတော့သည်။မောင်ခွန်ရင်တော်ကတောင်စီမြို့ကခွန်ကြာထီးရဲ့တမီးစစ်ကြည်ကြီးသူကြီးကိုကတ်လှမ်းနေတဲ့။ဟိုကဆီအောင်ဝင်မလေး။ရွယ်သူတွေပဲလို့တော့ပြောကြတယ်။မမကြီးကတော့ခင်မမျိုးမပြတ်ဖို့ပြောပါတယ်။တမီးကငယ်သေးလို့လေပါမပေါ့လေ။အင်းလေဘာပဲဖြစ်ဖြစ်ကိုရောဘက်ကတော့တောင်းဝင်ချေပါတယ်။ ပေပေနီမမီကတော့ကျမကိုစော်ပွားမျိုးနဲ့တယောက်ကချင်းရမြောက်ဖို့ညင်းပယ်ခံလိုက်ရသည့်အတွက်ဝမ်းနေတယ်လို့လို့စိတ်မကောင်းတယ်လို့လို့ပြောနေကြတော့လေကျမကတော့ဖြင့်အပျော်ချီးကိုပျော်ရွှင်နေပါတော့သည်